ပြိုင်ဘက်ကိုခေါင်းတလုံးအသာပေးပြီးရှင်ပြရင်စင်ကြီးလက်တီအမောက်တီးပြတော့မဲ့စေလုံးကြောင့် ပိတ်သက်ကြီးတို့ရဲ့ဝမ်ချန်ပီယံရှစ်ဒီကနေ့ညမှာဆိုရင်တော့မြန်မာဖိုင်တာပွဲတွေမှာစိန်လုံးကျော်ရဲ့ပွဲရှိပါတယ်နော်။စိန်လုံးကျော်ကတော့နောက်ကျက်မြန်မာလူငယ်ဖိုင်တာတွေထဲမှာတော့အရေးချင်းရှိတဲ့မန္တလေးသားဖိုင်တာတယောက်လို့ပြောရမှာပါရှင်။မနီကတော့ဖိုင်တာနှစ်ယောက်ကအစစ်စစ်ဝေးချိန်တာအားလုံးအဆင်ပြေသွားပြီမို့ဒီကနေ့ညမှာရှင်မြိုင်ထိုးသက်သွားကြတော့မှာဖြစ်ပါတယ်။185 106ပွဲစဉ်မှာထိုးသက်သွားကြမှာဖြစ်ပြီးပွဲစဉ်ကတော့ရှုပ်ပွဲများမှာထိုးသက်သွားကြမှာဖြစ်ပါတယ်။ဒါကြောင့်ဒီကနေ့ည10:00နာရီနောက်ပိုင်းမှာကြည့်ရှုရမှာဖြစ်ပါတယ်။ပြိုင်ဘက်ကတော့မွေတိုင်းဖိုင်တာ Roxas နဲ့ထို းသက်သွားမှာဖြစ်ပါတယ်ရှင်။ One Championship မှာပထမဆုံးအဖွဲ့လာဖို့အတွက်စိန်လုံးကျော်ကြိုးစားရမှာဖြစ်ပါတယ်။အသက်9နှစ်လောက်ကလေးကလဝိထိုးသက်ခဲ့တဲ့စိန်လုံးကျော်ကလဝိသမားကောင်းတယောက်ဖြစ်ချင်တဲ့သူပါ။ပြည်တွင်းပွဲတွေမှာအတွေ့အကြုံအများကြီးရှိတယ်ဆိုပေမဲ့ပြည်ပပွဲကတော့ဂျာဟာသူ့ရဲ့ပထမဆုံးပွဲအတွေ့အကြုံလို့ပြောရမှာဖြစ်ပါတယ်။ပြိုင်မဲ့ Fighter ကတော့ One Championship မှာတပွဲချိုးပြီးတော့တပွဲအနိုင်ရရှိထားတဲ့သူပါ။စိန်လုံးကျော်အတွက်ဒီပွဲစဉ်ကထိုးသက်ဖို့ကိုပွဲရည်နီမှာတရားတော့တော်တော်လေးကိုအားဆိုင်နေရပါတယ်။ပြည်ပပွဲစဉ်ပထမဆုံးအတွေ့အကြုံဆိုပေမဲ့ ရှိန်မင်းအောင်ကစားပြသသွားရမှာဖြစ်ပြီးအနိုင်ယူဖို့ကအရေးကြီးပါတယ်ရှင်။ပြည်တွင်းပွဲတွေအတွေ့အကြုံရှိသူမို့တိတ်ဆိတ်မပူရပေမဲ့ရက်ပိုင်းအနှဲငယ်အတွင်းမှာပဲ 5kg လောက်ဝေချခဲ့ရတာကြောင့်အဖြစ်ပြီးတော့ပြိုင်ပွဲအတွင်းအကောင်းဆုံးထိုးသက်နိုင်အောင်ပြင်ဆင်ရမှာဖြစ်ပါတယ်။စေလုံးကျောရဲ့ပြိုင်မဲ့ fighter ကတော့ shot တော့လို့မရပါဘူးရှင်။အရက်အမောင်းကွာဟချက်ကတော့ပြိုင်ဘက်ကိုခေါင်းတလုံးအသာပေးထားရတဲ့အနေအထားပဲဖြစ်ပါတယ်။စေလုံးကျောကအရက်9ပေ9လမရှိသူဖြစ်ပြီးတော့အသက်ကတော့23နှစ်ပါ။ပြိုင်ဘက် Rossesson ကတော့အသက်19နှစ်ရှိသူဖြစ်ပြီးတော့အရက်9ပေ ၄၀လက်မှအထိရှိတဲ့အနေအထားမှာရှိနေပါတယ်။သုံးချီထိုးသက်ကြရမယ့်ပွဲမှာတော့မန္တလေးသားစိန်လုံးကျော်တရအခွင့်လာပါစေလို့ဆုတောင်းရင်းနဲ့အပိနေပါမယ်ရှင်။လဝိပွဲတော်ရင်ဘတ်စကားခါတော်မတက်နိုင်လို့အဖေကိုယ်တိုင်စပိန်နဲ့လိုက်ပို့ခဲ့ရတဲ့စိန်လုံးကျော်တရကြိုးစားမှုတွေအများထင်ခဲ့ပါပြီ။ဝမ်းချမ်းမြန်ရှစ်လို့စင်မြတ်ချက်မှာအရေးချင်းနဲ့ထုတ်ပြခွင့်ရခဲ့ပါပြီ။စူပါရီဂျန်နုနဲ့ထိုးသက်ခဲ့တဲ့စိန်လုံးကျော်ကလက်သီးထိုးချက်အပပြင်းထန်ပြီးတော့ထိုးချက်တွေကောင်းတဲ့ဖိုင်တာကောင်းတယောက်ဆိုတာသူ့ရဲ့ပြည်တွင်းပွဲတွေကိုကြီးတဲ့ပြည်သက်တွေဆိုရင်သိနိုင်ပါတယ်။ ပြည်ပမှာကစားမယ်ဆိုရင်တော့မာကုံတစ်ခုလည်းကောင်းနေလို့မရပဲနဲ့နစ်စနစ်ကြကြအမှတ်ယူထားအောင်လဲလေ့ကျင့်ပြဖို့လိုအပ်ပါတယ်။စိန်လုံးကျွန်းလဲပြိုင်ဖက်ရဲ့အားသာချက်အားနည်းချက်တွေကိုလေ့လာပြီးတော့ဂိမ်းပလန်လေးတည်တည်ချာချာပြင်ဆင်ပြီးထိမိတဲ့လက်သေးထုတ်ချက်တွေနဲ့အနိုင်ယူနိုင်ပါစေ။စိန်ကြီးလက်သေးအမောက်တီးနိုင်ပါစေရှင်။